မင်္ဂလာပါရှင်။ Samri Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့တကြံဖြစ်ပေါ်လာမုံတမိုင်းအကြောင်းလေးကိုလေ့လာမိသလောက်တင်ဆက်ပေးခြင်းပါတယ်ရှင်။ တန်ကိုဟူသောဝေါ်ဟာရသည်တန်ခုမှဆင်းသက်လာခြင်းဖြစ်ပါတယ်တန်ဆိုသောစကားမှာထန်းဖြစ်၍ခူးဆိုသည်မှာခူးဆွတ်ခြင်းပဲဖြစ်ပါတယ်ဒါကြောင့်မလို့ထန်းသည်များခူးဆွတ်သောကာလဟုအထိပ္ပယ်ရပါတယ်တောင်လီဝါနဲ့ထန်းမြောက်လီလာဘူးနဲ့ခရမ်းဟူသောဆိုရိုးမှတ်တမ်းအရာတကူလာ၌တောင်ရက်မလေးများတိုက်ခိုက်လေရှိပြီးထန်းရည်များလှလိုင်းထွက်လေရှိတဲ့အချိန်လည်းဖြစ်ပါတယ်တပေါင်းလာသည်မြမာနှစ်တနည်းအကြံငယ်သောနောက်ဆုံးလဖြစ်ပြီးနှင်းဟောင်းကုံကတကူအတာတို့ရောက်ရှိသည်နှင့်ရာသီနှစ်သစ်ကိုကြုံရသောကာလပဲဖြစ်ပါတယ်မြမာနိုင်ငံဟာယဉ်ကျေးမှုဒလေထုံးနှန်း င်လာများနဲ့ထင်ရှားသောနိုင်ငံတနိုင်ငံလည်းဖြစ်ပါတယ်။တိုင်းရင်းသားတို့၏ရိုးရာပွဲတော်များနဲ့လအလိုက်ကျင်းပသော12လရာသီပွဲများကိုလည်းဆင်နွှဲလျက်ရှိပါတယ်။ထို့အထက်ကမှတကူးလာတွင်ကျင်းပသည့်တကြံပွဲတော်ကတော့ပျော်စရာအကောင်းဆုံးပဲဖြစ်ပါတယ်။လရာသီပွဲတော်အဖြစ်နဲ့သာမကပဲရိုးရာပွဲတော်တစ်ခုအနေနဲ့လည်းဂုဏ်တင်လျက်ရှိပါတယ်။သင်္ချံဟူသောဝေါ်ဟာရဟာသင်္ကတကောပါဠိဘာသာသင်္ချံတကောတက္ကတဘာသာမှဆင်းသက်လာတဲ့ဝေါ်ဟာရဖြစ်ပါတယ်။သင်္ကတတက္ကနဟူသောကုပြောင်းခြင်းဟုအဓိပ္ပာယ်ရပါတယ်။တပေါင်းလာတွင်မြန်မာနှစ်တစ်နှစ်ကုန်ဆုံးကနှင်ဟောင်း ်းကုန်၍တကူးလာတွင်နှစ်သစ်ကြုံရသောကာလနှစ်သစ်ကူးပြောင်းသောကာလကိုဆလိုရင်းဖြစ်ပါတယ်။နွေရာသီအပူဒဏ်ကိုတကြံရည်ဖြစ်အေးမြစေပါတယ်။နှစ်ဟောင်းမှာအညစ်အကြေးများကိုတကြံရည်ဖြစ်စေချောသစ်လွင်တောက်ပတန့်စင်လာစေပါတယ်။တို့ဖြစ်ပါ၍မြည်သည့်အရာကူးပြောင်းသည်ကိုဇလန်းရှာတဲ့အခါမှာတော့ဇလန်းနှမျိုးကိုတွေ့ရပါတယ်။တစ်ခုကတော့ဟိန္ဒူအယူဝါဒမှအစင်သက်လာပြီးကျန်တစ်ခုကတော့နေနှစ်ကဘာလေပက်ရာမှအစင်သက်လာခြင်းဖြစ်ပါတယ်။ဟိန္ဒူအယူဝါဒမှအစင်သက်လာတဲ့ရာဇဝင်ကတော့ကြာမင်းနဲ့မြမမင်းကြီးတို့အငင်းပွားကြရာကြာမင်းနိုင်သဖြင့်မြမမင်းကြီးရဲ့ အူကောင်းကိုရခဲ့ပါတယ်မြမမင်းကြီးမှာတကူးတိလာသဖြင့်ထိုးဦးကောင်းကြီးကိုပင်လေတဲ့ပြချလျင်လဲရေခမ်းမှာဖြစ်ပြီးမြေကြီးမှာထားလျင်လဲမီးလောင်ပျက်စီးကြမည်ဖြစ်ပါတယ်လေထဲကိုပြစ်မယ်ဆိုရင်လဲသတဝါအားလုံးမီးလောင်ကြမည်ဖြစ်သဖြင့်တကြမင်းကမြေသည့်နေရာတွေမှာမထားပဲလက်ထဲ၌သာကင်ထားရပါတယ်နောက်ပိုင်းမှာတော့တကူးတိသောနမင်းကြီးများကိုတာဝန်လွှဲပြီးတနက်လျင်နမင်းတစ်ပါးကဦးကောင်းကြီးကိုထိမ့်သိမ့်ရန်မိတ်ဆိုခဲ့ပါတယ်ဦးကောင်းကြီးကိုတအူးလက်မှတအူးလွှဲမိအချိန်အတိကျကိုပုံနာတို့ကတွက်ချက်ဖော်ထုတ်ကြပြီးထိုးကူးပြောင်းကာလကိုတော့ င်္ကဒအခါဟုခေါ်ဆိုကြပါတယ်။နှစ်တစ်နှစ်ပြည့်သည်ဟုလည်းသတ်မှတ်ပါတယ်။ထိုကာလမှာတရားမင်းဟာလူပြည်မှာကောင်းမှုကုသိုလ်ထွန်းငှားရန်နဲ့ဗုဒ္ဓဘာသာပြန်ပွားရန်အတွက်လူပြည်စင်ကဆောင်ရွက်လေရှိပါတယ်။မှတ်တမ်းများကိုမှတ်သားသည်လို့လည်းအဆိုရှိပါတယ်။ကောင်းသူများကိုရွှေပေလာမှာမှတ်သားပြီးမကောင်းသူတွေကိုတော့ခွေးတရည်မှာရေးမှတ်တယ်လို့လည်းအဆိုရှိပါတယ်။ဒီကနီးစိန်ခန္ဓာ၅ပါးချုပ်ပုံအကုသိုလ်သဘောနဲ့ငရဲယမမင်းစသည့်အကြောင်းအရာများကိုတော့ဖယားရှင်ကအပိညာတုံမှာဟောကြားခဲ့ပြီးဖြစ်သဖြင့်ထို့သို့ရေးမှတ်သည်ဆိုရမှာမိတို့များအကျိုးအကြောင်းမရှိပေဆို လိုဒီမှာတရားမင်းကမိတို့မှအရင်မပါတရဝတိုင်းဟာမိမိကံနဲ့မိမိသားဖြစ်ပါတယ်ထို့အပြင်ဖះရှင်များလက်ထက်ကပဲနတ်နှစ်တရားတို့သည်တရားနာလိုလျင်ညသာကောင်းကျော်လူသူကင်းချိန်မှသာလာလေးရှိသည်လို့တာရကတွေလည်းရှိပါတယ်မင်္ဂလာတုံးတက္ကပညာတုတာအာနာပါနတုတ်စသည်တို့မှာညအချိန်တွင်ဟောကြားခဲ့သည့်တုံများပဲဖြစ်ပါတယ်အကြောင်းမှာတော့လူတွေရဲ့ဝင်းထဲမှာအစာဟောင်းအနံ့ကိုနတ်တို့ကမခံနိုင်သောကြောင့်ဖြစ်ပါတယ်ဒါကြောင့်မလို့တကြံမှာတရားမင်းကလူတို့အကြအဆင်းသည်ဟုလည်းအပြောမှာဖြစ်နိုင်ပါဘူးမိတို့ဆိုစေကမူအထက်ပါဇလန်းအ ရဆိုလျင်တကြားမင်းစင်းသည်ဆိုတော့ညာလဲရေလောင်းခြင်းအမှုမှာပါဝင်ခြင်းမရှိပါဘူးနောက်ပိုင်းကာလများမှသာနှစ်တစ်ကိုအေးချမ်းစွာကြိုးစိုးသည့်သဘောဖြင့်ရေပတ်ခြင်းရေလောင်းခြင်းဖြင့်ကစားလာခြင်းဖြစ်ပါတယ်ဘဖြစ်ပါ၍ကာလကြာရှည်လာတဲ့အခါမှာတော့တကြံတကြားမင်းနှင့်ရေပတ်ခြင်းတို့ဟာဇလန်းအဖြစ်တသားတည်းဖြစ်လာပါတော့တယ်ဒါကြောင့်မလို့တကြားမင်းဟာအကြနေမှာလူပီတို့ဆင်းနေအတက်နေမှာလူပီမှပြန်နေစသဖြင့်ဆင်းပွားဇလန်းများထွက်ပေါ်လာခြင်းဖြစ်ပါတယ်နေနေကဘာလေပက်ရာမှာဆင်းသက်တဲ့ရာဇဝင်ကတော့ယခုဇလန်းမှာတော့ဘုဒ္ဓဝင်ကျမ်းနဲ့ဘေးဒင်းပညာ ရဲများနဲ့ဆက်ဆက်နေပါတယ်။ကဘာကြီးကနေကိုလှက်ပတ်ခြင်းကိုမိတ္တရာသီမှစကြည့်မယ်ဆိုလျင်ပိတ္တမေထောမင်းရာသီကိုရောက်တဲ့အခါမှာသူရိယာတိတ်ထန်နာကျန်းအရာ365ရက်6နာရီ12မိနစ်38စက္ကန့်ပြည်ကတနင်္ဂနွေတည်းရဝိဖုထကျိုးစင်မှာမိတ္တရာသီအစာတုံညအင်သာတို့ဝင်းသည်ဟုတတ်မှတ်ခါနှင်ဟောင်းကုံဆုံးကနှစ်သစ်တို့ပူပြောင်းရောက်ရှိတယ်လို့လဲဆိုပါတယ်။ကြံကြသည်လို့လဲတတ်မှတ်ကြပါတယ်။သို့သောနှစ်သစ်မှအမှန်တကယ်ကူးသည့်အချိန်ကတော့နောက်ထပ်2ရက်4နာရီ6မိနစ်နဲ့40စက္ကန့်ကြာမှဖြစ်ပါ ပါတယ်ထို့သောနေသွားရန်လန်းကို၁၂လရာသီခွဲနဲ့ညှိနှိုင်းတွက်ချက်ခါလပြက်ကလေးသုံးမြန်မာတို့အတွက်တကူးလာအတွင်တွင်တကြံကြောက်ပါတယ်သဘာဝကြသည့်တခုမှာတော့တကူးဟူသည့်ဝေါ်ဟာရမှာတကူးမှဆင်းသက်လာတာဖြစ်ပြီးတနင်းခွနေ့ရဝိပုထကျိုးစင်မှာမိသားရာသီတို့ကူးပြောင်းသူကိုရည်ရွယ်ရေးရှေးမြန်မာပညာရှိတွေကသတ်မှတ်အမိပေးခဲ့ခြင်းလည်းဖြစ်ပါတယ် နောက်ယူဆပုံတစ်မျိုးကတော့တန်ဝါတန်းမှာထန်းဖြစ်၍ခုမှခုဆိုခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့ထန်းသည်ကုသောကာလလို့လဲဆိုကြပါတယ်။ဗုဒ္ဓကျမ်းဂန်ဒီအရာထိုကာလမှာဖခင်ရှင်ဤမေတော်ဘက်မှာအမျိုးများရှိသည်ဒေဝဟတပြီမှာမင်းသားမင်းသမီးများရေကစားသည့်ကာလဖြစ်သည်လို့လဲဆိုပါတယ်။ဒေဝမှာနတ်ဟူသောအတိတ်ပဲသာမကမင်းသားမင်းသမီးလို့လည်းအတိတ်ပဲရပါတယ်။ဖခင်ရှင်လက်ထက်မတိုင်မီကပင်ထိုပူပြင်းသောမိညာသည်မှာမိတ္တရာသည်တို့အပြောင်းတွင်ရေကစားလိရှိသည်လို့လဲဆိုပါတယ်။ယခုဇလန်းမှာတော့ကြားမဲမပါတော့ပါဘူး။ဗုဒ္ဓဝင် နဲ့ဘေးဒင်ကိုညှိနှိုင်းပြီးရေကစားကျင်းတာဖြစ်ပါတယ်။မြန်မာတို့နဲ့ရင်ကျေးမှုချင်းတူညီသည့်ထိုင်း၊လာအို၊ကမ္ဘောဒီးယားတို့မှာတော့မြည်သောသောအစဉ်လာမျိုးရှိသည်ကိုမသိရပါဘူး။အမည်အဖြစ်တော့ထိုင်းမှာဆော့ခရွန်၊လာအိုရင်ပီမိုင်း၊ကမ္ဘောဒီးယားမှာအစစီသည့်ဖြစ်မျိုးမျိုးခေါ်ဝေါ်ကြပါတယ်။တနည်းဟူသောကာလအပိုင်းအခြားမြန်မာလူမျိုးတို့၏တကြံနှင့်ဟိန်းသူအယူဝါဒ၊တကြံအကြအတက်တချက်နီးတကြံကြပြီးဖြစ်တော့လေနှစ်တဲ့တို့ချက်ချင်းမကူသေးသည်မှာအဘဲကြောင့်နီးအတာပြည့်နှစ်ဆိုသည်မှာအဘဲနီးတကြံသည်တင်ကတဟူသောပါဠိပုံမှလာသည်တင်ကတ ရရစ်တန်းနဲ့တကြံဟူသောမြန်မာစကားလုံးပေါင်းလာခြင်းဖြစ်ပါတယ်။တင်္ကြရီအနက်မှာကုပြောင်းခြင်းတဏီယာမတဏီယာတို့ရောက်ရှိခြင်းဟူ၍ဖြစ်ပါတယ်။မြန်မာလူမျိုးတို့ရဲ့ကျင်းပါမည်ဖြစ်သောဆန္ဒလရာသီပွဲတော်များတွင်တကြံရေသပင်ပွဲတော်ဟာလည်းအလွန်ကြီးကျယ်စီးကားသောအမျိုးသားပွဲတော်တစ်ခုပဲဖြစ်ပါတယ်။ဤတကြံရေသပင်ပွဲတော်သည်မြစ်သည့်လူမျိုးနှင့်ရင်းစေးမှုများမှဆင်းသက်လာသည်နီးအဖေကြောင့်တကြံကြခြင်းတစ်ချိန်ဖြစ်လာရသည်နီးစသောအချက်အလက်များကိုဖြည့်ဆို့ရန်သူရိယာတိုက်တဏီကျန်တဏိဌကျန်စတဲ့ဘေးတွင်တွက်ချက်ကျန်နေမှာတော့လေ့လာရန်လိုပါတယ်။နိုင်ငံဤအထက်ကကိုးကွယ်သောဗုဒ္ဓ ျအယူဝါဒနဲ့တကွာအခြားသောယဉ်ကျေးမှုဒလိထုံနှန်းစင်နာတို့သည်လည်းဟိန်းတို့ယဉ်ကျေးမှုဒလိထုံဆံများနဲ့ရောထွေးကမြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ပါတယ်။ထို့အခါမှာဗေဒီပညာရှိပုံသားတွေကမြန်မာဘီရင်များလက်အောက်ဝင်ရောက်အမှုထမ်း၍တင်းချံတွေ့ရိုးချံဝေဒင်ကာချံအတိတိဒကြံစသည်တို့ဖြင့်မဟာဒကြံစာများကိုထုတ်ခါစီးဝါရှာခဲ့ကြပါတယ်။ဒကြံတက္ကရစသောအကြောင်းအရာများနဲ့ဆက်လင်း၍လည်းဒကြမင်းနှင့်မြန်မာမင်းတို့အချင်းဖြစ်ပွား၍ကဝါလမိုင်းစရာထံအဆုံးဖြတ်ဝင်တဲ့အခါမှာမြန်မာမင်းရှုံးသဖြင့်ဒကြမင်းကမြန်မာမင်းဥက္ကောင်ကိုဖြတ်၍နတ်သမီးခွနဖော်အာ အလဲကြကိုက်ဆောင်စေသည့်အကြောင်းများပါရှိတဲ့တင်းချိုင်သမန်းများကိုလည်းကြံဖန်ပြုလုပ်ခဲ့တဲ့အပြင်တက္ကရစ်ကိုတည်၍9ခုနှစ်စာ10ခုနှစ်စာ12ခုနှစ်စာတင်းချိုင်ဟော်ကီများကိုလည်းတီထွင်လာခဲ့ကြတာဖြစ်ပါတယ်ဖျားပိရိကတ်တော်၌တကြံကြခြင်းတချင်းအကြောင်းများမပါရှိခဲ့ပါဘူးသတင်းကြောဒဇောင်မုံလာများ၌တင်းပါလိရှိသောနက်ခတ်ပွဲသမင်းများအကြောင်းသာဖော်ပြထားလိရှိပါတယ်သို့သောကဘာပေါ်ရှိလူမျိုးတို့သည်မိမိတို့၏ဓလေ့ထုံနှန်းစင်လာ၏အရာနှစ်ဆန်းရံများသတ်မှတ်ရပေမည်တိုးဆောင်လူမျိုးများနှင့်ရင်းတို့၏အယူဝါဒကိုကျင့်သုံးသောလူမျိုးအပေါင်းတို့သည်ဇန်နဝါ ဝါရီလ1ရက်နှစ်စန်း1ရက်ဖြစ်၍ဒီဇင်ဘာလ31ရက်နေ့ညသကောင်ရံမတိုင်မီအခါကနှစ်တည်9ရက်ပျော်ပွဲရှင်ပွဲများကျင်းပကြသည်တချို့ကလည်းဖခင်เจ้าများတွင်နှစ်ကူးအချိန်ခါ၌ဆုတောင်းမြတ်တာများပို့သကြပါသည်ဤသည်ကိုလည်းသိုးဆောင်နှစ်ကူးတကြံလို့ခေါ်ဆိုပါသည်တရုတ်လူမျိုးများလည်းနှစ်တည်9ပွဲတော်ကို February လအတွင်းမှာအကြီးအကျယ်ကျင်းပတဲ့ကဲ့သို့ဟိန္ဒူလူမျိုးတို့သည်လည်းမတ်လအတွင်းမိမိတို့လူမျိုးအချင်းချင်းစိတ်ညီရင်များဖြင့်မြစ်တာရေစင်များလောင်းကြ၍နှစ်ကူးတကြံပွဲကိုလည်းပျော်ရွှင်စွာကျင်းပကြပါသည်မြမလူမျိုးတို့ရဲ့နှစ်ကူးတကြံပွဲတော်သည် ိန်းတို့ယူဝါရမှဆင်းသက်လာသောဓလိအတိုင်းရှေးရခင်ကာလများ၌မိဘဆရာသမားများနှင့်တက်ကြီးဝါကြီးများကိုတနခါအနန္တရေများတပြေကက်ကလေးများဖြင့်ကြော့ကြသည့်အလေထားရှိခဲ့ပါသည်။သို့ရာမှာယခုခေတ်နာတအုပ်နှင့်တအုပ်တဖွဲ့နှင့်တဖွဲ့အလွန်အကျွအပြန်လန်ရေကစားမှုများအခစားစိတ်သက်သောမျိုးဖြင့်အပြိုင်ဆိုင်စကနိုင်တန်ချက်များနှင့်ပျော်ဝဲရှင်ပွဲများဆင်နွှဲခဲ့ကြတာလည်းဖြစ်ပါသည်။ဗကန်ခင်နရတိရပတင်မင်းလက်ထက်ကမိဖုရားစောလုံးနှင့်ရေဘက်ကစားရာမှာဘရင်ကအကြီးစားတန်လှသည်ဖြင့်စောလုံးစိတ်ဆိုးကဘရင်ကိုတေချောင်းကြံနာကြောင်းစောလုံးက မျက်ခံရသည်ဟူသောဖြစ်ရပ်အရာတကြံရေကစားသည့်အလေသည်ပကံခိကရှိခဲ့တယ်လို့လည်းမှတ်သားရပါတယ်တကြံနှင့်ပတ်သက်သောသမိုင်းအချက်အလက်များမိတို့ပင်ကွဲပြားစီကမူလက်ရှိအချိန်မှာဗရောက်ပတ်များပွင့်သည့်တကူလာတွင်ကျင်းပသည့်အတာတကြံရေသပင်ပွဲတော်ကိုတော့မြန်မာနိုင်ငံတွင်အစီအကားဆုံးနှင့်အကြီးအကျယ်ဆုံးအခမ်းအနားဆုံးမြန်မာနှစ်တကူပွဲတော်တစ်ခုအဖြစ်အစဉ်ကျင်းပလျက်ရှိပါတယ်မန်းတက်များတွင်တကြံရေများဖြင့်လှပြိုပြူများစီးဝါညီစွာလှပစွာကပြဖြောပြကြပါတယ်မုံလုံးရှည်ပေါ်များကျွေးချင်းအလေထားမှာကြေးလက်မြပြမကျန်းကျင်းသုံးလျက်ရှိပါတယ် ဲမောင်လုံးရေပေါ်ထဲတွင်အစာသွတ်ထည့်ထားသောထညက်ခဲအစာငရုတ်သီးထောင်များထည့်သွင်းကစားကျင်စပွဲမောင်လုံးရေပေါ်များတွင်ရောနှောကျွေးတဲ့ဒီမှာလဲချစ်စင်ရကြလေးတစ်ခုပဲဖြစ်ပါတယ် တကြံကာလတွင်ဥပုပ်တိလစောက်တီကတရားဘာဝနာပွားများသူများရှိတဲ့ကဲ့သို့ရေကစားသူများအလျောက်ရေပတ်ခံသူရေလောင်းရေပတ်သူများနဲ့အစည်းကားကြပါတယ်။ကိုလေးလက်ဝန်နဲ့မပေါ်မပါအမျိုးသမီးများတာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများနဲ့ဘာသာရေးပုဂ္ဂိုလ်များဖုန်ကြီးယဟန်တိလရှင်ဥပုပ်သည်များကိုတော့ရေပတ်ခြင်းမှချောင်းကျင်ကြသည်မှာအတာတကြံကာလကျင်းပပုံပဲဖြစ်ပါတယ်။တကြံဟာမြမပြည်သူပြည်သားတိုင်းပျော်ရွှင်ရတဲ့အကြီးကျယ်ခမ်းနားဆုံးမြမနှစ်တကူပွဲတော်တစ်ခုဖြစ်ကြောင်းကိုလေ့လာမိသလောက်တင်ဆက်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ် တင်ပါတယ်ရှင်။နောက်ထပ်လဲစိတ်ဝင်စားဖို့အကြောင်းအရာများနဲ့ဗဟုသုတဖြစ်ပေါ်ရဲ့တမိုင်းကြောင်းလေးများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေးပါရစေရှင်။